ားလုံးပဲမင်္ဂလာပါကျွန်မဒီတစ်ခါမှာတော့ကျွန်မဒီနောက်ဆုံးတဲ့သူငယ်ဆိုတဲ့စာအုပ်လေးကိုဖတ်ပြီးတော့မှရရှိတဲ့သင်ခန်းစာလေးတွေရဲ့လက်တွေ့လောက်ဆောင်မဲ့အပိုင်းတွေရဲ့ပြီးတော့ကျွန်မဒီအနည်းချုပ်ထားတဲ့အုပ်စာလေးတွေကိုကျွန်မပြန်လဲပြီးတော့မှ share လုပ်ပြီးသွားချင်ပါတယ်အာဒီစာအုပ်လေးကပေါ့နော်ဒန်နာရီလေးလေးနည်းနည်းဆန်နေ ဥထုလို့လည်းနည်းနည်းဖြစ်တယ်ပြီးတော့နည်းနည်းလည်းပုံပြင်လို့လည်းဆက်နေဆိုတော့ဗောနော်ဒီစာအုပ်လေးရဲ့အရေးအကြောင်းအရာလေးကိုအနေငယ်အချင်းချုပ်ပြောပြပေးသွားချင်ပါတယ်ဒီစာအုပ်လေးထဲမှာဗောနော်နတ်သူငယ်လေးရဲ့မွန်စာရဲ့ such ra ဆိုတဲ့ဘောနော်ဒီလူနှယောက်အလုံးပေါင်း၃ယောက်ကသူတို့ခီးကြီးတွိုင်းနေတဲ့တွေ့ကြုံခဲ့တဲ့အကြောင်းအရာလေးကိုရေးထားတဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့နတ်သူငယ်ရဲ့ဘောနော်ဒီနိုင်ငံသူတို့ရဲ့အဲဒီနတ်သူငယ်တွေနေတဲ့နေရာကယူလန်းမှုဖြစ်တဲ့အတဲကြောင့်မို့လို့ အရေးကြီးရတဲ့အကြောင်းရင်းကိုရှာရင်းနဲ့သူသွားတဲ့လမ်းပေါ်မှာမွန်စာနဲ့အဲဇာချရာဆိုတဲ့ဘောနော်ဒီလူနယောက်ကိုတွေ့ပြီးတော့မှသူတို့ခီးသူသူသွားခဲ့တာဖြစ်ပါတယ်။နော်နောက်ဆုံးမှာဘောနော် သူကငကားနဲ့တွေ့သွားပြီးတော့မှ ဒီရေလွမ်းမှုမှုဖြစ်ရတဲ့အကြောင်းရင်းကိုသူတွေ့တဲ့အခါမှာငကားလေးကိုပေါ့နော်နှစ်သူငယ်လေးကသူကတောင်းဆိုခဲ့တယ်ငါတို့ရဲ့ဒီကဘာကြီးကိုကယ်တင်ပေးဖို့ပေါ့နော်ရေလွမ်းမှုမှုမဖြစ်အောင်နေလုပ်ပေးနေတာစီပေးလို့ပြောပေမဲ့ငကားတော့ဗာပြန်ပြောလဲဆိုရင်ငါနှစ်ပေးမှတစ်တက်လုံး ပေါ့နော်ကုညီပြီးတော့မှပြဆူစားလျှောက်ပေးနိုင်မယ်ဆိုရင်တော့ငါနေ့ကိုလှုပ်ပေးမယ်ပေါ့နော်ဒါမဲ့နေကအဲ့လိုမျိုးမလှုပ်ပဲနဲ့ငါ့ကိုလှုပ်ခိုင်းမယ်ဆိုရင်တော့ပေါ့နော်ငါဒီဟာကြီးကိုမလှုပ်ပေးနိုင်ဘူးလို့ပြောတဲ့အခါမှာနှုတ်ငယ်လေးကသူကငကားလေးနဲ့ပေါ့နော်တသက်လုံးနေဖို့အတွက်သူ့ကိုယ်သူဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့နော်ပြီးတော့သူကတိပေးပေးလိုက်တယ်အဲ့ဒီအခါမှာလူသားဖြစ်တဲ့ဒီမွန်ဇာရဲ့အဲ search ရာတော့ ਨੇ လမ်းခွဲခဲ့တယ်ပေါ့နော်နောက်ပိုင်းအဲ့ဒီလူနုအဲ့ဒီလူနဲ့ရောက်လဲသူတို့ကအာတမီလေးတူအူမွေးထားတယ်ပေါ့နော် ပြီးတော့အဲ့ဒီသူ့ကလေးကပေါ့နော်ဒီကလေးသူငယ်တွေအကျန်းဖတ်တဲ့နေရာမှာပေါ့နော် ရောက်သွားတယ်ပေါ့နော်နောက်နောက်ပိုင်းကျတော့ဘလို့ဆက်ဖြစ်လဲဆိုတော့ جماعه လည်းမဖတ်သေးတော့မသိဘူးပေါ့နော်အဲဆိုတော့ဒီစာအုပ်လေးထဲကနေပြီးတော့မှသဘောကျရတဲ့အစာကြောင်းလေးတွေကိုဖတ်ပြပေးသွားပါမယ်လူသားတွေကတော့တော်ရုံအထိခိုက်မခံဘူးအထိခိုက်ခံရရင်လူကပိုကြမ်းတမ်းလာတတ်တယ်ဒါကလည်းအဖွာပြောဖူးတဲ့လူသားနဲ့နှံ့တငယ်တို့မတူတဲ့အချက်ဖြစ်တယ် အသက်ရှူတာလမ်းလျှောက်တာခြေတာလှုပ်တက်တယ်ပြေးလဲပြေးတက်တယ်စကားလဲပြောတက်တယ်စားစရာရှိရင်စားတက်တယ်အဖွားကိုနဲ့တငယ်တတိရလိုက်တယ်အဖွားကသူ့ကိုတင်းတင်းပွေထားပြီးတစ်ဖက်မှာတိအဲတိပြုတ်နေတယ်နဲ့တငယ်စိတ်မကောင်းဖြစ်မိတယ်လို့မျောလင်းချင်းမဲ့လိုက်တာတို့လည်းခံစားလိုက်ရတယ်လူသားတွေကပျော်ရွှင်ကျူနူရတာကိုမကြိုက်ကြဘူးလားခင်ဗျားတို့ကအချိန်တွေအများကြီးသုံးဖြုံးပြီးကိုကိုကိုစိတ်ညစ်စေတာလားခင်ဗျားတို့ကအယုံပဲအားကြတာမဟုတ်ဘူးနော် ရေကများတစ်ထက်များလာလို့အဖွားကကျွန်တော်ကိုသွားတော့လို့ပြောပါတယ်ဘယ်ကိုသွားရမလဲလို့အဖွားကိုကျွန်တော်မေးတော့သူကဒီနေရာကလွှဲပြီးဘယ်တော့သွားရတယ်ရေကကင်းတဲတာမြုပ်သွားပြီး သူတို့မသားနိုင်တော့ဘူးထွက်သွားပါအဖွားအိုပြီးနေကသွားနိုင်သေးတယ်သွားပါ နောက်ပြန်မလဲနဲ့တဲ့နဂါကနှုတ်ပြချင်မှာပဲကြောက်စရာကောင်းတာပါအခုဒီနဂါကအယမ်းအယမ်းအုံနေပြီးကြည်ရတာအင်မတန်နွမ်းနယ်နေပါပြီပြီးတော့စိတ်သက်လည်းကျနေတဲ့ နောက်တော့လူတွေစာမြေတက်ကြတော့ဘို့ဘလို့စာဖျက်ရမယ်ဆိုတာမြင်သွားကြတယ်။သလောကလုံးကကြာလေရိုင်းဆိုင်လာလေဖြစ်ကုန်ပြီးဒီနေရာကိုလည်းမမတ်မိကြတော့ဘို့အာဒီစာအုပ်လေးရဲ့အပေါ်ပေါ်တော့ကြားဖို့ရဲ့အမြင်ပြောရမယ်ဆိုရင်တော့ဒီစာအုပ်ကိုတကယ်တမ်းကြားဖို့မကြိုက်ဘူးပေါ့နော်။ဘာလို့လဲဆိုရင်ဒနာရီဆန်ဆန်နေအဲ့လက်တွေ့မဆန်ဘူးလို့ပြောပြောလို့ရတယ်ပေါ့နော်။ပြီးတော့ဟိုကြားဖို့ကဒီလိုမျိုးစာအုပ် ပုံစံမကြိုက်တာလည်းဖြစ်နိုင်နေပြီးတော့ကြာပေါ်ဒီစာအုပ်ကိုပေါ့နော်အရင်ဆုံးဒီအဲ cover ကြည့်တယ်ပြီးတော့နာမည်ကြည့်ပြီးတော့ဆမနနိုင်စနစ်ရေးထားတာလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အဝယ်ဖက်လိုက်တာပေါ့နော်ဒါပေမဲ့သင်ထားတာထက်ကြာပေါ်ရဲ့အကြိုက်ပုံစံမဟုတ်တာရဲ့ကြာပေါ်ဖတ်ချင်တဲ့ပုံစံမဟုတ်တဲ့အတွက်ကြောင့်မလို့ စာအုပ်ကပေါ့နော်ကျွန်မနောက်ထပ်လဲ review ထပ်ပြီးတော့ဒီလိုအနည်းချုပ်ဖို့လည်းမရှိတော့တယ်လို့မျိုးထပ်ပြီးတော့ဗီဒီယိုရိုက်ဖို့လည်းမရှိတော့ဘူးလို့လည်းကြိုတင်ပြောချင်တယ်ပေါ့နော်ဒီဟာကပထမဆုံးလည်းဖြစ်တယ်လို့နောက်ဆုံးလည်းဖြစ်သွားမယ်ပေါ့နော်ဒီစာအုပ်လေးအတွက်ပေါ့နော်ဒါပေမဲ့ဒီဟာလေးကိုဖတ်ရင်လည်းရရှိလိုက်တဲ့သင်ခန်းစာလေးကပေါ့နော် နတ်သူငယ်လေးကိုပေါ့နော်ကြာပေါ်အလေးထားပြီးတော့မှအာသဘောကျတဲ့အချက်တွေလည်းရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်အာသူကနေတင်ခန်းစာရရှိတဲ့ဟာတွေကိုလည်းပြန်ပြောပြချင်ပါတယ်တကယ်တမ်းတော့ပေါ့နော်နတ်သူငယ်လေးစီမှာအဖွာပေါ့နော်သူ့အတွက်ရန်နေနှွေးထွေးမှုကိုပေးနိုင်တဲ့အဖွာတယောက်ရှိတယ်ပေါ့နော်ဆိုတော့အာစဉ်းစားကြည့်တဲ့အခါမှာလူတိုင်းကပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ဘဝမှာနှွေးထွေးမှုကိုပေးနိုင်တဲ့လူဆိုတာကရှိစမြဲပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကအမြဲတမ်းအော်ငါ့ကို အော်နှွေးထွေးပေးတဲ့လူရှိတယ်ငါ့ကိုချစ်ပေးတဲ့လူငါ့ကိုယူဆိုင်ပေးတဲ့လူရှိတယ်လို့စဉ်းစားတာတဲ့အဲကျွန်မတခါပြန်ပြီးတော့စဉ်းစားတာကငါလည်းတယောက်ယောက်ပေါ့နော်တစုံတယောက်တော့သူအတွက်နှွေးထွေးတဲ့သူပေါ့နော်ဖြစ်စေဖြစ်ချင်တဲ့ဒီလိုမျိုးပေါ့နော်အဲ့လိုစဉ်းစားမိသွားတယ်ပေါ့နော်အများတန်းယူနေတာမဟုတ်ပဲနဲ့ကိုကပေးချင်တယ်ဆိုတော့အဥ္စာလေးကိုလည်းကြာပေါ်ကသင်ခန်းစာရယူတယ်ပြီးတော့ က်တူငယ်လေးကဘောနော်သူရဲ့ the bath တခြားလုံးကိုအာဒီငကားကြီးနဲ့ပဲနေရမယ်ဆိုတော့စဉ်းစားကြည့်ရင်ဘောနော် care for ကိုသားကောကွာဥပမာကွာတခြားလူတယောက်နဲ့အာကိုကအာမဖြစ်ဖြစ်ဖြစ်လာရတဲ့အနေအခြေကြောင့်နေရမယ်လို့ပြောရင်တော့မှာပေါ့နော်ကေဖောကဘယ်လောက်ထိနေနိုင်မယ်လို့စဉ်းစားတယ်ပေါ့နော်အာဒါကြောင့်မလို့ကေဖောကတော့ဒီနှစ်သူငယ်လေးကိုဒီအချက်နဲ့တင်တော်တော်လေးစားတယ်ပေါ့နော်ပြီးတော့ဒီအဲထဲမှာဆိုရင် နတ်တငယ်လို့ပြောလိုက်လို့ရှိရင်သူစဉ်းစားလို့ရတာဆိုရင်မွန်စာနဲ့ search ရာတို့လို့တငယ်ချင်းကောင်းနေပေါ့နော်အဲတွေ့ကြုံရတဲ့ဘဝမှာလည်းတူတူသွားတယ်ဒါပေမဲ့နောက်ဆုံးမှာလည်းသူတို့တငယ်ချင်းအဲကအဒီတငယ်ချင်းတယောက်ကဒီနတ်တငယ်လေးကိုထားခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဗောနော်ဆိုတော့ဒီဟိုင်တင်ခန်းစာယူရင်းနဲ့ကေဖော်လက်တွေးလောက်ဆောင်မဲ့အရာကတော့အာကေဖော်ကသုံတယောက်တော့သူ့အတွက်ဗောနော်နှွေထွေးတဲ့လူတယောက်ဖြစ်မဲ့ တယောက်ပဲမဟုတ်ဘောနော်ဖြစ်နိုင်အများကြီးဖြစ်ချင်တယ်ဒါပေမဲ့ကွာတယောက်ကနေစပြီးတော့မှဖြစ်ကြည့်မယ်ဆိုတော့ခံစားချက်လေးဖြစ်လာတယ်အဲ့အဲ့ဒါကိုလက်တွေ့လောက်ဆောင်ဖို့အတွက်ကဘောဆုံးဖြတ်ချက်ချထားတယ်ပေါ့နော်ပြီးတော့အဲတင်ငယ်ချင်းလို့ပြောလို့ရှိရင်အများတန်းတွေ့ကြုံရမယ်ခွဲခွာရမယ်ဆိုတာမှန်ပေမဲ့တွေ့ဆုံနေတဲ့အချိန်အတွင်းမှာကဘောကတင်ငယ်ချင်းကောင်းတယောက်အဖြစ်ပေါ့နော်ဒီဆက်ဆံနေရတဲ့လူတွေပေါင်းသိနေရတဲ့လူတွေကိုအကောင်းဆုံးရှင်သန်သွားမယ်ပေါ့နော်ဒီလိုမျိုးအဲကဘောကလက်တွေ့လောက်ဆောင်မယ်လို့ ပြောထားပါတယ်ဆိုတော့စာအုပ်လေးကတော့ဒီလောက်ပါပဲအာဒီစာအုပ်လေးနဲ့လည်းနောက်တစ်ပိုင်းလာဖို့မရှိတဲ့အတွက်ဥမာကနောက်ပိုင်းဘာဆက်ဖြစ်သွားတာလဲလို့သိချင်တော့စာအုပ်ကိုဝယ်ပြီးတော့မှဖတ်ရှုကြည့်လို့ရပါတယ်လို့ဆိုတော့ဒီလောက်ပါပဲကျမရဲ့ဗီဒီယိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်